အားလုံးပဲမင်္ဂလာပါခုနှစ်သားမိညာအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတီရှိခွန်ကဗီဒီယိုရဲ့ YouTube channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ iam ကတော့ဆောလာနွေနီဖြစ်ပါတယ်ဆ iam နေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွက်အင်္ဂါသားသမီးလေးတွေရဲ့တလားစာ2 host ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလအတွင်းမှာအင်္ဂါသားသမီးရဲ့လောက်ကန်ကိစ္စတွေစီးပွားရေးကဏ္ဍเนาะငွေရေးခြေပိုင်း ချမ်းမာရေးပိုင်းအိမ်တွင်းအိမ်နောင်ရေးပေါ့နော်အဲ့တော့မြစ်တာရေးခန္ဓာလေးတွေတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်ဆောင်ရွက်ဆောင်တဲ့ပြုလုပ်မဲ့ရေရာလေးတွေအစားပြပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒီလအတွင်းမှာအင်္ဂါသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုနော်စတင်ပြီးတော့ပြပြပေးသွားပါမယ်။အဲ့တော့ဒီလအတွက်လုပ်ငန်းစီးပွားပိုင်းတွေမှာဆိုရင်ခက်ခဲမှုတွေလွတ်မြောက်လာမယ့်ကာလဖြစ်တယ်။အခက်အခဲတွေရှိရပေါ့နော်။အစမီပင်မှုတွေရှိရဆိုရင်တော့ပြန်လဲလွတ်မြောက်မယ့်အနေအထားမှာရှိတယ်။အကျန်စီလည်းအောင်နိုင်တဲ့လာလေးတလဖြစ်ပါတယ်။သူတစ်ပါးအကူအညီထောက်ပံ့နေလဲရရှိတာမျိုးတွေရှိမယ်ပေါ့နော်။လုပ်ငန်းပိုင်းတွေမှာပေါ့စိတ်ကိုအေးစားထားပြီးတော့ပြုလုပ်ဖို့လိုမယ်။လုပ်ငန်းအခွင့်အလမ်းတွေပေါ်လိမ့်မယ်။လုပ်ငန်းအသစ်တွေပေါ်လာတာမျိုးတွေရှိမယ်ပေါ့နော်။အဲ့လိုမျိုးအဲ့တော့လုပ်ငန်းအခွင့်အလမ်းတွေပေါ်လာတာမျိုးတွေ ဆက်တူ share လုပ်ငန်းလေးတွေအဆင်ပြေတာမျိုးအကျိုးမြတ်တွေရရှိတာမျိုးဆက်တူ share လုပ်ငန်းလေးတွေပေါ်ပေါက်လာတာမျိုးတွေကြုံတွေ့ရမယ်เนาะအဲ့တော့လက်ရှိနေထားတဲ့တိုးတက်ပြောင်းလဲလာတာမျိုးတွေတော့ကြုံတွေ့ရမယ် နော်အလုံးအလုံးအလုံးလုပ်ငန်းပိုင်းလေးတွေမှာနော်အရုံမျိုးကိုလက်ရှိလုပ်ငန်းပြတခြားလုပ်ငန်းလေးတွေနဲ့တွဲဖက်လုပ်ရတာမျိုးတွေလည်းကြုံရမယ်လုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ပေါ့နော်တခြားသောလုပ်ငန်းလေးတွေနဲ့တွဲပြီးလုပ်ရတာမျိုးတွေရောရှိမယ်လုပ်ငန်းပိုင်းလေးမှာတော့စိတ်ပင်မဲ့မှုလေးတွေလူစိတ်ကောလူရောပင်မဲ့တာမျိုးတွေရောရှိမယ်ကိုကိုကိုအားကိုးပြီးတော့လုပ်ငန်းစီးပွားလုပ်သူများကိုအားမကိုးနဲ့သူများအားကိုးရင်ကိုကိုဒုက္ခပြန်ပေးတာမျိုးတွေကြုံတွေ့ရမယ်နော်လူရောဒုက္ခပေးတာမျိုးတွေရှိမယ်သတိထားပါနော်အဲ့တော့ဝန်ထမ်းဆိုရင်တော့လုပ်ငန်းပိုင်းလေးမှာလုပ်ငန်းအဆင့်ဝန်ငယ်အဆင့်နော်တက်လာတာမျိုးလက် က်ရှိလုပ်ငန်းမြေတခြားလုပ်ငန်းလေးတွေပေါ့နော်လောက်ကင်ပေးရတာမျိုးတွေကြုံရမယ်။နောက်အထက်လူကြီးပိုင်းရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေကြုံရမယ်။နောက်အတော့ဝင်းနှန်းဆိုရင်ပေါ့နော်ဝင်းငွေအဆင့်ယာရူအဆင့်တဲ့တာမျိုးတွေကြုံတွေ့ရမယ်။အရောင်းဝယ်လုပ်ငန်းလေးတွေပေါ့နော်လုပ်ငန်းအရောင်းဝယ်လုပ်ငန်းလေးတွေကြီးလိုက်တဲ့အခါမှာရောင်းဝတဲ့ကြတော့ရှိမယ်အမြန်ဆိုးနေတော့ရမယ် နော်။ရောင်းရတဲ့ကြတော့ရှိမယ်မြန်ဆုနေရမယ်။အဲတူလောင်ထားတဲ့ပစ္စည်းလေးတွေမြန်ဆုရတာမျိုးတွေရှိမယ်။ရာသီပေါ်လိုက်နော်။ရောင်းဝယ်လုပ်ငန်းလေးတွေတွဲလုံးနိုင်တော့ပိုကောင်းမယ်ပေါ့နော်။အဲလိုမျိုးရာသီပေါ်လိုက်လူသုံးကုန်လေးတွေကိုလူသုံးကုန်ပစ္စည်းတွေကိုရောင်းဝယ်လုပ်ငန်းလုပ်နိုင်တော့ပိုပြီးအကောင်းတယ်ပေါ့နော်။အဲ့တော့ဒီကာလတိုင်းမှာချက်တာပရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတောက်ကြနဲ့အင်ကာနက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်။နော်အဲ့တော့ ကြံစာပေးနေနေဖြစ်တဲ့ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာပဲပဲလုပ်ငန်းတွေပေါ့နော်ပဲပွဲစားလုပ်ငန်းတွေအဲနောက်ပြီးတော့ဒီမွေးမြူရေးလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်ဟိုတယ်နဲ့ခီးသွွာလာရေးလုပ်ငန်းတွေတုတ်တန်သည့်လုပ်ငန်းတည်တည်လုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းစတိုးဆိုင်ဆန်စီစစ်ပစ္စည်းဆက်တူလုပ်ငန်းတွေအချို့ပြုပါတယ်ဒီလုပ်ငန်းလုပ်နေတဲ့သူတွေကတော့ လုပ်ငန်းအဆင့်ဝင်ငွေဆင့်တက်လာတာမျိုးတွေရှိမယ်လုပ်ငန်းသိလုပ်မယ်ဆိုရင်လည်းအခုပြောတဲ့လုပ်ငန်းလေးတွေနဲ့တွဲပြီးလုပ်ငန်းလုပ်မယ်ဆိုရင်ပို့ပြီးအောင်မြင်နိုင်တယ်เนาะအဲ့တော့ဒီနန်ပစ္စည်းတွေလည်းအဝင်ရှိရပေါ့เนาะပရီဘောက PC ဆက်ပစ္စည်းသွတ်တန်တစ်တွေအဝင်ရှိတာမျိုးတွေကြုံမယ်မိမိအိမ်မှာအလူဒါနာတော့လောကအလူတန်းတော့လောကောင်ပြုတ်ရတာမျိုးလေးတွေကြုံတွေ့ရမယ်เนาะ ဲ့တော့လုပ်ငန်းပိုင်းတွေပေါ့เนาะလုပ်ငန်းပိုင်းတွေမှာပေါ့ကောက်မှုတစ်ခုနေစဉ်ပြုတ်ပြီးဖြတ်တန်းပေးเนาะအဲ့တော့ကောက်မှုတစ်ခုနေစဉ်ပြုတ်ပြီးဖြတ်တန်းပေးပါကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကံကံစရာမေးမိန်တာเนาะစမ်းကြတာဘာလို့လို့အစမီပြေတာလေးတွေဖြစ်တတ်တယ်ထို့ကြောင့်ကုသိုလ်ရေးဘာသာရေးတွဲပြီးလုပ်ငန်းစီးပွားလေးတွေလုပ်ပေးပါเนาะနောက်ထပ်လူမှုရေးကဏ္ဍလေးတွေပေါ့เนาะလူမှုရေးကဏ္ဍလေးတွေအစမပြပြပေးသွားပါမယ် တော့လူမှုရေးကဏ္ဍပိုင်းလေးတွေမှာပေါ့နော်လုပ်ငန်းပိုင်းတွေမှာတော့စီးပွားပြိုင်လုပ်ငန်းပြိုင်တွေကတော့ရှိမယ်လူယုံသတိထားပေါ့နော်မိမိကိုမကောင်းပြောသူမကောင်းမြင်သူလေးတွေကတော့အနှဲငယ်ရှိနေတတ်ပါတယ်မိမိကောင်းတော့မိမိပေါ်အပြင်မကောင်းတာမျိုးတွေရှိမယ်ပိဆက်တလောက်ပြင်မြတ်နိုင်လူမှုရေးကဏ္ဍလေးတွေပေါ့နော်အဲ့တော့မိမိရဲ့လုပ်ငန်းကိစ္စကိုယ်ရေးကိုယ်တိုင်ကိစ္စတွေပြပြတာတမင်နာလေးတွေထူးဆောင်ပေးရပါလိမ့်မယ်နော်အဲ့တော့စိတ်ရှုပ်စရာလေးတွေကတော့အကြောင်းမျိုးနဲ့ပေါ်လာတာမျိုးတွေရှိမယ်နော်သူတို့ဘာအကြောင်းတွေအာယုံနောက်ဆရာလေးတွေပေါ်လာတာမျိုးတွေရှိမယ်ပအဝင်ဖြေရှင်းချင်းလောက်ကင်ပေးရခြင်းမျိုးတွေလည်းကြုံတွေ့ရမယ်နေရာတကလိုက်ပါပြုတ်လောက် တာလေးတွေရှောင်ပေးပေါ့နော်အခါရင်စေတနာနဲ့ပြုလုပ်တဲ့အကြောင်းအရာလေးကတော့ဝေဒနာဖြစ်တတ်တာမျိုးလေးဂျုံဝတ်တတ်တယ်ထို့ကြောင့်လူမျိုးရေးကဏ္ဍလေးတွေကလည်းငယ်စိတ်ရှုပ်ထွေးစရာလေးတွေဂျုံတရမယ်နော်နောက်ထပ်ငွေကြေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာနော်ဝင်ငွေအဆင့်ပေါ့နော်လက်ရှိလုံးငွေကြေးပန်းလေးမှာဝင်ငွေအဆင့်ပြန်တက်လာတာမျိုးရှိမယ်ငွေဝင်လန်းလေးတွေပေါ်လာမယ်နော် ဲ့တော့ငွေဝင်လန်းလေးကတော့အဖက်ဖက်ကနေပေါ်လာမှာဒါပေမဲ့လည်းငွေရဝင်တလောက်ပြန်ကုန်နေမယ်ပေါ့နော်ငွေရပေါက်လေးတွေများနေတယ်ကိုကိုတိုင်းနဲ့ငွေသုံးများနေတယ်နော်အဲ့လိုမျိုးရှင့်ရှိသလိုသုံးနေတာမျိုးတွေရှိရအတွက်ငွေရချွေတာသုံးနိုင်မှအဆင်ပြေမယ်ရစရာရှိရပြန်မြန်းနိုင်မယ်နဲ့ပေးစရာရှိရပြန်ပေးနေရတဲ့ကိုကရဖို့ရှင့်တော့ခက်ခဲနေမယ်ကိုကပေးစရာရှိရတော့ပေးနေရတာမျိုးရှိမယ်ပေါ့နော်အဲ့လိုမျိုးလောင်းလောင်းကစားလုံးမဲ့လူတွေဒုက္ခရောက်တတ်တယ်ငွေဝင်ထွက်လေးတွေပေါ့နော်စနစ်တကျသုံးဆွဲနိုင်မှငွေရပေါက်လေးတွေထည့်နိုင်မှအဆင်ပြေမယ်ပေါ့ငွေကြေးပိုင်းလေးမှတတိထားသုံးဆွဲနိုင်မှငွေမြဲတာမျိုးတွေရှိမယ်ပေါ့ ပေါ့နော်ဖြန်နှလေးနဲ့ဝင်ရှာလေးထူးရှောင်းမှာမမီးအိမ်ရောပေါ့နော်ရောက်ကရှာတို့မိမရှာတို့နော်ရောက်လာမယ်ဆိုရင်လက်လာပါပိတ်တက်တဲ့အတွက်ထိုးရလေးတွေတတိထားပေါ့နော်နေအိမ်လက်ပိတ်တာမျိုးလေးတွေဂျုံတရတက်ပါတယ်တဲ့နော်နောက်ထပ်နော်ဒါအိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေပြက်ပြက်ပေးပါမယ် ဒီလာထဲမှာအင်္ဂါသားသမီးလေးတွေရဲ့ပေါ့နော်အဲ့ဒါအိမ်နွေးအိမ်နောင်ရေးခန္ဓာလေးကြီးလိုက်တဲ့အခါမှာကရောက်ကစားလေးတွေရှိမယ်မကြမကြလေးတွေပေါ့နော်အိမ်နွေးရေးပိုင်းလေးမှာတိုက်ခန့်လေးတွေစကားပြောနေရမျိုးတွေရှိမယ်အေဂျင့်မှုနည်းနည်းလေးအားနည်းနေတတ်တယ်စိတ်သဘောထားကွဲလွန်မှုတွေရှိမယ်စိတ်တိုင်းမကြစိတ်လိုမကြမှုတွေရှိမယ်နော်မမေ့အိမ်နောင်ဘက်နဲ့လည်းအဆင်ပြေလိုက်မပြေလိုက်လေးတွေရောရှိမယ်အမြဲတမ်းအဆင်ပြေနေတာမျိုးမရှိဘူးကသူတို့ခုံးကိုတို့ခုံးပေါ့ဒီလိုမျိုးလေးတွေတော့ရှိနေမယ်ပေါ့နော်သူလည်းအရှော်မပေးဘူးကိုလည်းအရှော်မပေးဒီလိုမျိုးလေးတွေရှိမယ်ပေါ့တော့ခါလေးအိမ်နောင်ဘက်နဲ့ပေါ့နော်ဒါအိမ်နောင်ဘက်ကြောင့်စိတ်ပြေမှန်းတာမျိုးစိတ်ညစ်ရမျိုးတွေရှိမယ်ပေါ့နော်အဲ့လို တရတရအရှော်ပေးရှုံးပေးပြီးတော့နားလည်မှုနဲ့စိတ်တူကိုယ်တူလက်တွဲနိုင်မှအေးချမ်းမယ်ပေါ့နော်အာတရတရအာတော့စိတ်တူကိုယ်တူလက်တွဲနိုင်တော့ပို့ပြီးအေးချမ်းနိုင်များကတော့ကစားလေးတွေအနေငယ်များမယ်ပေါ့နော်ဒီလာထဲမှာတို့ကြောင့်ဒါစိတ်လက်မှန်မှလေးတွေပြောပြောဆိုတာလေးတွေတရတရသတိထားပေါ့နောက်ထပ်မြစ်တာရေးခန္ဓာလေးတွေပေါ့နော်ပြောရသူရတဲ့မြစ်တာရေးခန္ဓာလေးမှာတော့စမ်းတက်နေမယ်။နော်ရွေထားတဲ့နော်ရွေထားတာလေးတွေကတော့နည်းနည်းလေးပေါ့နော်ရွေထားတဲ့အကြောင်းအရာတွေနဲ့လက်တွဲနဲ့ ွာဟနေတာမျိုးတွေရှိမယ်ဆန်းတော့ပွင့်နေတာမျိုးတော့ရှိရဲပေါ့နော်ဆန်းတော့တက်နေတယ်ဒါပေမဲ့လည်းကိုကမျောလင့်ထတာနဲ့လက်တွေးနဲ့ကွာဟနေတာမျိုးတွေရှိရဲပေါ့နော်အပြင်ပိုင်းမှာတော့အရာအဆင်ပြေတယ်ထင်ပေမဲ့တကယ်တကယ်လက်တွေးချက်ချက်เนาะဒါဟိုပြောမယ်ဆိုရင်ဒီပေါင်းသင်းဆက်ဆံတဲ့အခါမှာအဆင်မပြေတဲ့အကြောင်းအရာလေးတွေပေါ်လာနိုင်တယ်ပေါ့နော်အဲ့တော့မမီးကိုစိတ်ဝင်စားတဲ့သူတွေကတော့တရားမောကနှစ်ယောက်ဖြစ်နေတာမျိုးတွေရှိမယ်ကိုကိုသဘောကျတဲ့လူတွေတွေ့ရလိမ့်မယ်ပေါ့နော်တရားမောကနှစ်ယောက်တွေ့နေရလိမ့်မယ် အဲ့တော့ချစ်သူမရှိတဲ့သူတွေအတွက်ကတော့ချစ်သူရေးစားရနိုင်တယ်เนาะချစ်သူမူစားတဲ့မှာတော့ ချားလုံးနောက်ရှက်လေးတွေဝင်လာနိုင်တာလည်းမကြခဏပြဿနာလေးတွေဖြစ်တတ်တယ်တရားနဲ့တရားစိတ်လုံးမချမှုတွေဖြစ်တတ်တယ်နော်တစ်ခါလေးပေါ့နော်ဒီချေဆရာရှုပ်တာလေးတွေဖောက်ပြန်လာရဖြစ်လာပါကနော်ကွဲကိန်းပြက်ကိန်းဖြစ်တာမျိုးအဆက်အသွယ်ပြတ်တာမျိုးတွေကြုံတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အချိန်ခဏလေးမှာရဝေးချစ်သူတွေပေါ့နော်ရဝေးချစ်သူထံမှာလက်ဆောင်ပစ္စည်းရတာမျိုးတွေရှိမယ်တဝင်းတို့စိတ်မချမှုတွေတော့နိုင်ငယ်ကြုံရမယ်နော်အဲ့တော့ပြဿနာချင်းချင်းမမတော့မရှိဘူးဒါပေမဲ့အချိန်ခဏလေးမှာနည်းနည်းလေးပေါ့အားနေတာမျိုးတွေရှိမယ်ချစ်သူစုံတွဲတွေအနေနဲ့ကပေါ့နော်နည်းနည်းလေးအားနေတတ်တယ် နောက်ထပ်ကျဲမိုင်ကန်နာလေးပေါ့နော်ကျဲမိုင်ရဒီလာထဲမှာနည်းနည်းလေးခြူချတတ်တာပေါ့နော်နည်းနည်းခယူဆိုင်ပါအဆိုင်နဲ့ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂအကျော်အားနဲ့တဲ့ယောဂဥကောင်းမကြည့်တာလေးရှိမယ်မတော်တဆထိခိုက်တဲ့အန်တတာလေးရှိမယ်ပေါ့နော်အဲ့တော့တခါလေးစေတိုးစေတောက်လောရတာလေးရာသီကူးပြောင်းဖြန်းနာတာလေးတွေဖြစ်တဲ့တဲ့အတွက်သတိထားအကြီးမိုင်းတော့စိုးစိုးဝိုင်းတော့မဟုတ်ပါဘူးတဲ့အန်နေဆိုရင်ကြတော့မရှိဘူးနောက်အသက်ကြီးပိုင်းလေးတွေမှာခေါင်းမကြည့်ဘူးဥကောင်းပိုင်းမကြည့်ဘူးပေါ့နော်မကြမကြမူးနောက်နောက်နေတာမျိုးသွေးပေါင်းတက်ကြတွေဖြစ်နေမျိုးအဆိုင်ဝမ်းပိုင်းနဲ့ပတ်သက်တာလေးတွေရှင်းတုံတာလေးတွေမကြမကြဖြစ် မယ်ပေါ့နော်အဲ့တော့ဒါအသက်ကြီးပိုင်းလေးတွေဖြစ်တတ်တယ်အော်အကုန်လုံးဖြစ်မဲ့လို့မဆိုလို့ရင်တော့မှတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တယ်နော်ဒီလာထဲမှာကျန်းမာရေးနည်းနည်းလေးတော့ဂယုဆိုင်ပေးသင့်တယ်ဒီလာထဲမှာနော်နောက်ထပ်ပညာရေးခန္ဓာလေးတွေပြပြပေးသွားပါမယ် တော့ဒီလာထဲမှာပညာရေးခဏလေးကနည်းနည်းလေးအားစိုက်ထုတ်မှုနည်းနည်းလေးအားနည်းနေတဲ့အနေအထားလေးတွေရှိတယ်ပေါ့နော်ပညာရေးခဏလေးမှာနည်းနည်းလေးအားစိုက်ထုတ်မှုဟိုအားနည်းနေရတဲ့နည်းနည်းလေးအားစိုက်ပြီးစူးစမ်းနိုင်မှာအဆင်ပြေမယ်အသိပညာဘုသူတော်လေးတွေတိုးပွားမယ်ဆမ်မဝဲတို့နော်ဒါဆမ်မဝဲဖြေစရာလေးတွေရှိမယ်ပေါ့နော်အဲ့ဒါစိတ်ပံဝင်စားမှုအားနည်းတဲ့အခါမှာကြာရှုံးတာမျိုးလေးတွေကြုံရနိုင်တယ်ပေါ့ထို့ကြောင့်စိတ်ကိုနော်စိတ်နစ်ပြီးတော့စူးစမ်းနိုင်ရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ပညာရေးခဏလေးတွေပေါ့နော် နောက်ထပ်နိုင်ငံခြားကံပေါ့နော်နိုင်ငံခြားကံနဲ့ပတ်သက်ပြီးတော့ကြီးလိုက်တဲ့အခါမှာပြည်တွင်းပြည်ပကံလေးပေါ့နော်ဒီလာထဲမှာနည်းနည်းလေးပေါ့အားနေနေတာမျိုးနှောင်နေနေတာမျိုးကြန့်ကြာနေတာမျိုးရှိမယ်နော်ဒီခက်ခဲမှုလေးတွေထိငေါ့မှုလေးတွေဒီလာထဲမှာကြုံတွေ့ရနိုင်တယ်အဲ့တော့ခီးထွက်ဖြစ်တော့မလို့နဲ့မထွက်ဖြစ်တာမျိုးအကြောင်းမျိုးမျိုးလေးနဲ့ကြန့်ကြာနှောင်နေတာမျိုးလေးတွေကြုံရနိုင်တဲ့အတွက်ပြည်တွင်းပြည်ပခီးကံလေးနည်းနည်းလေးအားမိတ်နေတယ်အားနေနေတဲ့အနေထားရှိရယ်နော်အဲ့ဒီတလာလုံးအတွက်အချိုးပေးလက်ကီကာလာနဲ့เนาะအချိုးပေးခဏလေးတွေပြပြပေးသွားပါမယ် အာဒီတလာလုံးအချိုးပေးကနန်းလေးတွေပေါ့နော်2659အချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အချိုးပေးလက်ကီကလာလေးကတော့အပြာနုအပြာရောင်လေးတွေခဲပွင့်ခဲရောင်ဖြူပွင့်ဖြူရောင်လေးတွေကအချိုးပေးလက်ကီကလာလေးဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောအကြောင်းအရာတွေမှာအရေးကြီးသောနော်ကိစ္စဝိစာတွေမှာဝိစင်သုံးပြုခြင်းဖြင့်ကန်ကန်စာတာပွင့်လန်းစေပါလိမ့်မယ်နော်ဒီတလာလုံးအတွက်ရှောင်းရံနေနဲ့ကတော့ နော်ဒီရက်ဒေတာသာစားခြင်းလောင်းကစားပြုလုပ်ခြင်းနော်အဲဒါပိန်နောင်ရေးဆရာရှုပ်ခြင်းထူးဆောင်ပေးရမှာဖြစ်ပါတယ်ဒီလအတွက်ကံကောင်းမှုအတွက်ပြုလုပ်ရမယ့်ရေတရာလေးပေါ့နော်မိမိအိမ်ဖျားမှာကျဲဥကြော်လေးနဲ့စွန့်ကပ်ပါနော်မကြမကြစွန့်ကပ်ပါငွေပန်းလေးတွေလှူပေးပါနော်တက်ကြီးပူစရာလေးတွေပြုတ်လောက်ပါလက်ပွင့်လန်နိုးခရာလေးတွေမြမြရွတ်ပါနေစင်ရွတ်ပါလက်ပွင့်ခရာနဲ့လက်လက်လာမနှိုးတဲ့ခရာကိုအရင်ဆုံးရွတ်ရမယ်နော်လန်နိုးခရာလေးတွေပြီးရင်လက်ပွင့်ခရာလေးတွေရွတ်မယ်တက်ကြီးပူစော်ပေးမရှိသေးတဲ့တက်ကြီးရွယ်ဦးလေးတွေဆေးဝါးတက်စာလုပ်တာ စံစီစေးလိုတာဒါမျိုးလေးတွေပြုလုပ်ပေးပါဒါဆိုရင်ကိုယ့်ရဲ့ကံတရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိမယ်နော်ဒီလိုကုသိုလ်ကောင်းမှုလေးတွေရေတရာလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါဒီနေ့မှစအင်ကအသာသမီးတိုင်းဆဆရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးပါစေယောဂပင်အန်ဒီပေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆင်မတ်ကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်